ဟုတ်ကဲ့အဲ့ဒီစုတော့လဲပေါ့သူ့ဘဝနဲ့သူ့အတွေ့အခေါ်တွေထဲကအဓိကကြလာလေးတွေကိုနည်းနည်းဆွေးနွေးကြည့်ကြတာပေါ့ဒီတော့ကြီးတဲ့လွမ်းမှုမှုကဘယ်ကစလဲဆိုတာစိတ်ဝင်စားစရာပဲတကယ်တော့သူ့ရဲ့လွမ်းမှုမှုကဒသနာနိကပေတာချက်ခုတည်းမဟုတ်ဘူးလေအမ်ယူတီဗေတာနိုင်ငံရေးသိပ္ပံအမှုပညာနယ်ပယ်ဆောင်ပဲဟုတ်သူကပလေးတိုရဲ့တပြေရင်းစစ်တယ်လို့ ဟိုလင်းကဘာကျော်မဟာအလက်ဇန္ဒားရဲ့ဆရာလည်းဖြစ်ခဲ့တယ်ဆိုတော့အဲ့ဒါတွေကသူ့ဘဝမှာအရေးပါတဲ့အချို့အကွေ့တွေပဲပေါ့သူရဲ့နောက်ခံလေးပြန်ကြည့်ရင်မစီရိုနီးယားကဆေးဆရာမိသားစုကနေလာတာဆိုတော့အဲ့ဒါကသူ့ရဲ့လက်တွေ့ကြတဲ့စူးစမ်းမှုတွေပဲကိုစိတ်ရိုင်စေရဲ့တလားပေါ့။အင်းဖြစ်နိုင်ပါတယ်။အသက်၁၆ခုမြောက်နေမှာအသင်ကိုသွားပြီးပလေတိုရဲ့အကယ်ဒမီမှာ၂၀လောက်တောင်သင်ခဲ့တာနော်။ဟုတ်တယ်အဲ့ဒီမှာကြာတာ။ဒါပေမဲ့ဆရာဖြစ်သူပလေတိုရဲ့အိုင်ဒီယာစမ်းတဲ့သဒ္ဒနာအနေနဲ့ သူ့ရဲ့လမ်းချောင်းကနည်းနည်းလေးကွဲလာပုံပဲဟုတ်ပါရဲ့ပလေတိုကဟိုစိတ်ကူးထဲကအမှန်တရား forms တွေကိုအလေးပေးချိန်မှာအရစ္စတိုတယ်ကကျတော့ဒီလက်တွေ့ကပါမြင်နိုင်ထိတွေ့နိုင်တာတွေကိုစနစ်တကျလေ့လာဖို့ပို့ပြီးစိတ်ဝင်စားတယ်လေအဲ့ဒါသူ့အဖေရဲ့ဆေးပညာနောက်ခံကြောင်လားဒါမှမဟုတ်သူ့ရဲ့ကိုယ်ပိုင်စူးစမ်းခြင်းစိတ်ကြောင်လားနှစ်ခုစလုံးဖြစ်နိုင်ပါတယ်လေသူ့ရဲ့ထူးခြားချက်ကအဲ့ဒီတော့ဒသနာနိကအတွေ့ခေါ်ဖျော် လက်တွေ့လေ့လာမှုဖက်ကိုပါပေါက်ဆက်နိုင်ခဲ့တာပဲစိတ်ဝင်စားစရာတစ်ခုကအသက်73နှစ်အရွယ်အလက်ဆန်ဒါကိုစာတင်ပေးဖို့မစီဒိုနီးယားကိုပြန်သွားခဲ့တဲ့အပိုင်းပဲအင်းအဲ့ဒီ connection ကအရေးပါခဲ့တယ်အဲ့ဒီဆက်ဆက်မှုကနောက်ပိုင်းသူ့ရဲ့သူ့တည်တနာတွေအသက်ဘလို့အကျိုးရှိခဲ့လဲအများကြီးပေါ်အလက်ဆန်ဒါကဘယင်ဖြစ်ပြီးအားချကိုစစ်ချီတော့လေ ူရောက်တဲ့ဒေတာတွေကထူးထူးဆန်းလန်းတရစ်ဆန်ဒီအပင်နမူနာတွေကိုအေသင်မှာကြောင်းထောက်ပြီးစသင်နေတဲ့အရစ္စတိုတက်စီပို့ပေးတယ်လို့ဆိုတယ်။အာဟုတ်လားလီစီယမ်ကြောင်းအတွက်ပေါ့ဟုတ်တယ်လီစီယမ်အတွက်အဲ့ဒါကအရစ္စတိုတော်လေးရဲ့ဇီဝဘေဒလို့လက်တွေ့လေ့လာမှုတွေအတွက်တကယ့်ကိုအဖိုးမြတ်နိုင်တဲ့အရင်းမြစ်ကြီးဖြစ်ခဲ့မှာမို့လီစီယမ်ကြောင်းမှာသူကလမ်းလျှောက်ရင်းတင်တယ်ဆိုလို့သူတဒနာကိုပရိပတ်တက်တစ်လို့ခေါ်ကြတယ်နော် อืมဟုတ်တယ်လမ်းလျှောက်ပိုင်းပေါ့အိမ်မှာစနစ်နှစ်လောက်တင် जा ပို့ချာဟဲ့တယ်အဲ့ဒီစနစ်နှစ်အတွင်းမှာ तू အဒီကဘာတွေကိုအာယုံစိုက်ခဲ့လဲအဲ့ဒီခါလာကသူ့ရဲ့အရေးကြီးတဲ့စာပေတွေအများဆုံးထွက်ခဲ့တဲ့အချိန်လို့ပြောရမယ်လီစီယမ်မှာ तू ကအတိပညာတွေကိုစနစ်တကျစူးစီးဟိုစ조사ခဲ့တယ်ဘယ်လိုမျိုးလဲနေပဲလိုက်ခွဲခြားတာလीဥပမာယူတီဗေဒရူပဗေဒတတဝဗေဒနိုင်ငံရေး အဲ့လိုမျိုးပေါ့အထူးသဖြင့်ပုံစံတကျယူတည်ပေးတာ homology ကိုစနစ်တကျဖော်ထုတ်ခဲ့တာကသူရဲ့အကြီးမားဆုံးအမွေပဲ homology ဆိုတာအဲ့ဒါကအစိုးတစ်ခုဟွန်ဖို့ဆိုရင်သူ့ရဲ့အတွင်းတိဆောက်ပုံအငင်းအခုငယ်ပုံစံမှန်ဖို့လိုတယ်ဆိုတဲ့အခေခံတပေါ်ရီးယားပဲဒီနီးစနစ်ကနောင်နစ်ပေါင်းများစွာအနောက်တိုင်းရဲ့စင်ကျင်တုံတရားနဲ့တိပိုင်နီကြာစင်စားပုံကိုတကယ်ကိုအခြေခံချပေးခဲ့တာဆိုတော့သူကအစ်အစံတီထွန်းတာမျိုးတဲ့ ရှိပြီးသားအသိပညာတွေကိုစနစ်တကျပြန်စီပြေးတယ်လေ့လာရလွယ်အောင်လုပ်ပြီးခဲ့တဲ့သဘောလားဟုတ်တယ်အဲ့လိုပြောလို့ရတယ်ဘௌဒ္ဓတွေကိုအမျိုးအစားခွဲစနစ်တကျစီတည်ပေးတဲ့ပညာရှင်ကြီးပေါ့ဘေတုကာတယောက်လိုပဲအသိပညာဘေတုကာတိတိကျကျဆိုရင်အဲ့လိုပဲသူကအချက်အလက်တွေကိုစို့တယ်ခွဲချမ်းစိတ်ဖျားတယ်စနစ်တကျအမျိုးအစားခွဲတယ်ဒီလိုလုပ်ခဲ့လို့သူ့နောက်ကပညာရှင်တွေအတူခိုင်မာတဲ့အခြေခံတစ်ခုရတာဒါပဲမဲ့ကမကောင်းစွာနဲ့ပဲအလက်ဇန္ဒာကွယ်လွန်ပြီးနောက်မှာ အီတင်းမှာအခြေအနေတွေကသူ့အတွက်မကောင်းတော့ဘူးနော်ဟုတ်တယ်နိုင်ငံရေးအခြေအနေတွေပြောင်းထားတာပေါ့မက္ဆီကိုနီးယားနဲ့ဆက်နွယ်နေတော့သူ့ကိုအမြင်မကြည်လင်းကြတော့ဘူးဟုတ်တယ်ဆူဆွေမှုတွေပါတယ်ကျုံရပြီးရောဆော့ဂရီတီစ်လိုအသစ်ဆိုမျိုးကျုံမှဆိုလို့အီတင်းကနေထွက်ပြေးခဲ့ရတယ်ဆိုပဲအင်းနောက်တနေ့မှာပဲကွယ်လွန်သွားခဲ့တယ်ဒါမဲ့သူခြံထားခဲ့တဲ့ကြမ်းတွေကအများကြီးပဲအဲ့ဒါတွေကသူ့ရဲ့ဩဇာကိုဆက်ပြီးတော့တည်ဆောင်းသွားတာပေါ့ဂျမ်ပေါင်း၄၈ကျမ်းလောက်ကျမ်းခဲ့တယ်ဆိုလားအဲ့ဒီလောက်ထီတောင်ရှိတယ် အဲ့ဒီကြားနေကတဆင့်သူ့ရဲ့အသိပညာစုစည်းမှုတွေရွတ်တိပေဒဆိုင်ရာအလုပ်တွေကအလေခေအစ္စလမ်ပညာရှင်တွေကနေတဆင့်ဥရောပကိုပြောင်းရောက်လာတယ်။ Renaissance ခေတ်အထိကိုအတိတ်ကအကောကပြုရဖြစ်ခဲ့တာ။တော်တော်ကြေပြန့်တာပဲ။ဟုတ်ကဲ့။သူ့ရဲ့နီးစနစ်ကြမှုကအသိပညာတိုးတက်ရေးအတွက်မရှိမဖြစ်အခြေခံဖြစ်ခဲ့တဲ့လူဆိုရမှာပဲ။ ဒါဆိုရင်ဒီနေ့ဆွေးနွေးခဲ့တာဒီကိုကြည့်ရင်အရစ္စတိုတောဆိုတာသူ့ခေတ်ကအသိပညာတွေကိုစုစည်းစနစ်တကျခွဲခြားပြပြီးကောအနာဂတ်ပညာရှင်တွေအတွက်လမ်းကောင်းကောင်းခင်းပေးခဲ့တဲ့တခက်အေးအားမှပညာရှင်ကြီးတွေရောက်လို့ပြောနိုင်တာပေါ့မနမ်းမနိုဆိုအနီနဲ့အစမ်းစားစရာလေးတော့အချမ်းခဲ့ခြင်းနဲ့အရစ္စတိုတလရဲ့အသိပညာတွေကိုစနစ်တကျဖွဲ့စည်းခဲ့တယ်ဆိုပေမဲ့လေဟုတ်ကဲ့သူဖွဲ့စည်းခဲ့တဲ့ပုံစံသူတုံးခဲ့တဲ့မျိုးစားခွဲခြားမှုတွေကနော်မျိုးဆက်တွေဘာတွေသိတယ်လဲဆိုတော့ဘုံဖောင်းရုံနဲ့မကောက်ဘူး အသိပညာကိုဘလို့ချင်းကကြမလဲဘလို့စဉ်းစားတွေးခေါ်ကြမလဲဆိုတဲ့နီးလမ်းတွေကိုပါနစ်ပေါင်းထောင်ချီပြီးတော့ဘလောက်အထိများနက်နက်ချန်ချန်ပုံသွင်းခဲ့တယ်လဲဆိုတော့ကအဲ့ဒါကတော့စစ်ပီးလေးလာလို့ရမယ်အချက်တစ်ခုပါပဲ။อืมစိတ်ဝင်စားစရာအချက်ပါပဲ။ဂျေဆုတင်ပါတယ်။ဟုတ်ကဲ့ပါ